။မြောက်ဝတီတောင်ပေါ်လမ်းမှာ PDF ဂိတ်ကဈေးကြီးဆုံးပဲဟာ။စစ်တပ်ဂိတ်ကတခါတောင်းရင်900တောင်ပဲတဲ့။ PDF ကတခါတောင်းရင်9000 9000တသိန်းတောင်းတာတဲ့။ကြုံဘူးလို့ပြောတာတဲ့။မင်းတို့ပြည်သူအတန်ကိုဖတ်ပြနေတာ။တဝဲကော်တောင်းကားပတ် မောင်းကြည့်ပါတဲ့။အိမ်မပေါင်ရရင်ကံကောင်းတဲ့မင်းတို့ PDF တွေအတောင်ဆုံးပဲတဲ့။ဓမြတိုက်တယ်တဲ့။နော်အခုချိန်ကျတော့မင်းတို့ကဓမြတိုက်လို့မရမင်းတို့ခွက်ခေါက်တော့မယ်မျက်ရည်ချူတော့မယ်။နော်မင်းတို့ပြည်သူကတိသွားပြီ။မင်းတို့လက်မခံတော့ဘူး။ မင်းတို့ကြာချုံသွားပြီမင်းတို့ဝင်လာကြည့်လိုက်လေမယိုမင်းတို့မန္တလေးတဲတို့ဘာလို့ကြည်စံတွေဝယ်ပြီးတော့ပြည်သူလူတို့ပြက်ကတ်တက်ပြတ်နေတာကို NUG ကအဲ့လိုပြက်ကတ်တက်ပြတ်နေတာကိုစစ်တပ်ကနဆကမထိနိုင်မတားနိုင်ဘူးဆိုတော့တော်တော်ဆိုးရယ်ဆိုတော့နောက်ထပ်အနေထမှာတော့ဘီလီယံ900လောက်ရပြီးတော့ပြည်သူလူတို့အသက်ပေါင်းများစွာတည်ကြည်ပေးရတယ်ဆိုတော့နောက်တစ်နေ့ထပ်နေရင်နောက်ထပ်ပြည်သူထပ်တရားဦးဆိုတော့ဒီ NUG နဲ့ PDF အုပ်စုကဒီလိုမျိုးရတဲ့ငွေတွေနဲ့လူတွေတွေထပ်ပြီးတော့နောက်တစ်နေ့မှာထပ်တက်ကြအောင် ထပ်တမဲ့အတွက်ထပ်တမဲ့အတွက်သိခမ်းမဲ့ပြည်သူတွေရှိတယ်မင်္ဂလာပါယနေ့မေလ9ရက်နေ့ရက်နန္ဒခင်းရဲ့နေ့လခင်းရဲ့နောက်ဆိုရတည်င်းလေးတွေကိုကြည့်ချုပ်ပြီးတော့တပေးွားမှာဖြစ်ပါတယ်ပြတော့ပထမဦးဆုံးနေနဲ့ပကူးတဲ့ညိုလေးပင်မြို့နယ်ပစုံမြို့ကျေးလက်စစ်ပိကန့်ကိုလာရောက်ဖြစ်စီသည့်စစ်ကောစီတပ်သားများကိုတက်ခဲမှုစစ်တပ်ဖက်မှတအုပ်ပိတ်ဆို့ခဲ့တယ်လို့သိရှိရပါတယ်ပြတော့ဆက်လက်ပြီးတော့မတ်စကဲတဲ့စနေကြီးမြို့နယ်မိုးရပတိလမ်းပဲရှိ တယုဝံပုကုပတိအနိလိုချိုရဲ့ကဲယူနေတော့စိတ်တန့်ကိုတက်ခဲရစစ်တော်ချုပ်ဦးတိဆုခဲကြုံတရှိရပါတဲ့ပြန်တော့ဖက်ပြီးတော့မဘဂုတက်တာယဝတိခရဲ့မင်းလာမျိုးနဲ့ရုံမဖြတ်ကျော်လမ်းဘက်တွင်ပြုစုတဲ့နှုတ်ကိုအရှင်ဖမ်းမိတော်လဲထွက်ပြေးပွားတဲ့ပြေပြခပ်ပစီရနှုတ်ဆလုံးတိဆုဝါချုံတရှိရပါတဲ့ပြန်တော့ Okay နော်ဒီတဲ့င်းလေးတွေကတော့မေလ9ရက်နေ့ရဲ့နာနခင်နဲ့နေ့လယ်ခင်းရဲ့တဲ့င်းကြစ်ချူလေးတွေဖြစ်ပါတဲ့ပြန်တော့ ဆက်လက်ပြီးတော့ GML ရေရှိဗီဒီယိုဖိုင်ကတော့ဘောဟေးရဲ့လောက်ခံလေးဖြစ်ပါတယ်ဗျာနော်သူပါတွေပြောအောင်လဲဆိုတာကိုနောက်စကြည့်အောင်ဗျာနော်ပြောနေတာ PDF တွေကတို့ကဘာလဲဆိုတော့သူတို့ကတဲ့သူတို့သူတို့ပြောပုံပေါ့နော်ဟိုအခုချိန်မှာ PDF ကလုံးဝကိုဟိုသူတို့ကြာဆုံးသွားပြီဆိုတာသူတို့သိတယ်သူတို့အားကိုတဲ့ NUG ဆိုရတာလေဒီ MNDA ကိုကလာချိုးမှာတက်မတော်လုံခြုံရေးယူပေးလိုက်ရတာတို့ဘာလို့ သူတို့ပြောလို့မရတော့ဘူးဘဒူဝတရားဝင်ဆိုတာလေဘဒူဝတရားဝင်လေဆိုတာဒါ PDF ကတိဟိုဟာတိသွားပြီ PDF ကတိသွားတော့သူကအဲသူကအဂိတ်တွေမှာဘာလုပ်လဲဆိုတော့ကျွန်တော်တို့ဒီတဲ့ PDF စစ်သားများဖြစ်ပြီးတော့တဲ့ဂိတ်ကြီးများလုံးဝမကောက်ပါတဲ့နော် PDF တွေ PDF တွေ PDF တွေဒီလေမင်းတို့ကိုပြောပါတယ်မင်းတို့ဘုရားသွားပြီးတော့အဲ့မှာသူကဘာရေးလဲဆိုတော့အဲ့အောင်မှာကျွန်တော်မတ်သွားပြတယ် ။မြောက်ဝတီတောင်ပေါ်လမ်းမှာ PDF ဂိတ်ကဈေးကြီးဆုံးပဲဟာ။စစ်တပ်ဂိတ်ကတခါတောင်းရင်900တောင်ပဲတဲ့။ PDF ကတခါတောင်းရင်9000တောင်း9000တသိန်းတောင်းတာတဲ့။ကြုံဘူးလို့ပြောတာတဲ့။တဝဲကတင်လာတဲ့ဆိုင်ငယ်တွေတဲ့။ဆိုင်ွယ်လေးကိုတော့လိုအပ်ချက်အရာတဲ့အသုံးပြုခြင်းလိုချခဲ့ပါဆိုပြီးတော့ပြောတယ်တဲ့နော်ငါထိုင်းကတက်လာတော့ကဆိုတဲ့ကားပေါ်မှာပါတဲ့ပစ္စည်းတွေကိုတဝက်ချပြီးတော့ပြီးပြီးတော့သွားတော့တယ်လို့ပြောတယ်တဲ့ဘာမှလည်းအခုမင်းတို့ရေဘလူးတို့ငဇွဲတို့ဟမ် ဟမ်မင်းတို့ရေဘလူးတော့ငဆွဲတော့ပဲပြောင်းနေတယ်မင်းတို့အဲတဝဲဘက်ဆိုလို့ပါဟမ်မင်းတို့ရေတော့ဘုံအောင်သွားပြီလားမင်းတို့ပြည်သူအတန်ကိုဖတ်ပြနေတာလက်နက်ကင်ပြီးတဲ့ငွေရလွယ်တာတီးပြီးမှတော့တချို့တချို့တွေရတဲ့တော်လန်ရေးမပြီးပါသေးနဲ့လို့ဆူတောင်းနေတယ်တဲ့နော်တဝဲကောတောင်းကားပတ်မောင်းကြည့်ပါတဲ့အိမ်မပေါင်ရရင်ကံကောင်းနဲ့မင်းတို့ PDF တွေအတောင်ဆုံးပဲတဲ့ဓမြတိုက်တယ်တဲ့ နော်အခုချိန်ကျတော့မင်းတို့ကဓမြတိုက်လို့မရမင်းတို့ခွက်ခေါက်တော့မယ်မျက်ရည်ထူတော့မယ်ကျွန်တော်တို့ PDA ကိတ်ကမတောင်းပါဘူးတဲ့နော်ပြောတာပဲတဲ့ဘန်ကောက်ကနေမြောက်ဒီကတငယ်ချင်းရှိလို့အလေပြန်သွားတာတဲ့တလန်းလုံးမင်းတို့ဂိတ်တွေကြီးပဲပေးရတာတဲ့တတိတဲ့စော်ကားတာမဟုတ်ဘူးနော်လေလက်တွေ့ကြုံခဲ့လို့ပြောတာတဲ့နော်ဟုတ်ပါတယ်တဲ့တော်တော်မကောက်ရှာဘူးတဲ့လာခဲ့စမ်းမှပြကြင်လို့တဲ့စားတောင်နဲ့ရွှေဘူကြားကိုအရှင်းပြောရရင် မန္တလေးမြကြီးနာသွားနေတဲ့ကာသမာတိုင်းတိတယ်တဲ့နော် အဲ့ဒါအဲ့ဒါမင်းတို့မင်းတို့မင်းတို့ PDF တွေဟုတ်လားမင်းတို့ဂိတ်ကြီးမတောင်းဘူးတဲ့။နော်မင်းတို့ပြည်သူကတိသွားပြီ။မင်းတို့လက်မခံတော့ဘူး။မင်းတို့ကြာချုံသွားပြီ။မင်းတို့ဝင်လာကြည့်လိုက်လေမယိုးမင်းတို့မန္တလေးပဲလို့ပါလို့။မင်းတို့ PDF မှတိမင်းတို့နားပါလေတက်မတော့ဘူးမင်းတို့တရင်ပေးတော့မှနောက်ဆုံးတရင်မပေးတော့ငါ့ကိုပေးမယ်။နော်ဟုတ်ပြီဘောရတော့အခုဆိုရင် support တွေရှော့ပြနေတာဖြစ်ပါတယ်ဗျာနော်အတီဖက်မှာတော့အနေနဲ့များတော့သူ့လုံးသူပြောတယ်လို့မများပါဘူးဗျာနော် တုံးတဲ့သူတုံးတဲ့ခွဲစီးတွေလည်းရှိတယ်ဒါပေမဲ့သူပြောတယ်လို့တော့တဖေးတို့ငါပေါ်တို့မတောင်းဖို့ပုံပြတော့သူတို့တောင်းရင်လည်းဒါငါထောင်တဲ့ပုံပဲတော့အဲ့ဒါလုံးစိုးပဲဒီထက်အများကြီးတော့မသိဘူးပုံတော့ကျွန်တော်ကြိုးဖူးတာတော့အဲ့ဒီဘက်မှာအဲ့လိုဂေချင်းမတုံးနေတာတော့မတွေ့ရပါဘူးပြန်တော့အဲ့ဒီဘက်မှာတော့ကရင်တွေများပါတယ်ပြန်တော့ကရင်ခွဲစီးတွေများတယ်နော် PDS ဆိုတာအထက်သူတို့ရဲ့လက်နက်ကကရင်ခွဲစီးတွေကပုံပြီးတော့မှများတာကိုတွေ့ရပါတယ်ပြန်တော့အဲ့ဒီဘောဟေးပြုတ်တယ်လို့အခြေအနေကအဲ့ဒီဘက်မှာအဲ့လိုမစိုးပါဘူးပြန်တော့ကျွန်တော်ကိုယ်တည်းရပ်ဖို့လို့ပြောတာဖြစ်ပါတယ်ပြန်တော့ ဆက်လက်ပြီးတော့မှအခုခင်ချင်းမှာတိတ်လိုဘမထုတ်ဖို့ AUG ကညွှန်ကြားထားပေမဲ့ပြည်ခဲ့တဲ့ AP လနဲ့အတိမတန်ခင်နိုင်မြခံတန့်ရေးပကပပိုးချုံကနေပြီးတော့မှ လေရင်ပြည့်ဝဖို့ဆိုပြီးတဲ့တွေခုထုတ်နေတာကို BNRA ကဘုံမြလို့ကတွေ့ရှိပြီးမှတ်တမ်းတိုက်ထားတာရှိပါတယ်ဗျာနော်အဲ့တော့တဲ့ခုထုတ်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့မှ BNRA ရဲ့ဘုံမြလို့ထွက်ဆိုထားတဲ့အယူတန်တုံလေးကိုနောက်စကြည့်ရအောင်ဗျာနော်အကြောင်းရကျွန်တော်ကိုရက်နေ့ကတို့ဒီကျွန်တော်လောင်းတော့ကရဘာကိုဖျားဥသွားမလို့ဆိုပြီးတော့ ဖျားဘူးဖျားဘူးသွားမလို့ဆိုပြီးတော့သူစခန်းကိုဝင်ပြီးတရင်ပို့တာတရင်တရင်ပို့တာအနေမှာရဒီတစ်ပုံတွေတွေ့တာနဲ့ကျွန်တော်တစ်ဆက်တွေရောတွေ့ရတယ်ဆိုပြီးတော့ဘီယိုကျွန်တော်လည်းနည်းနည်းလေးပေါ့ရတရင်ပို့ရင်လည်း record ယူလိုက်တာအဲ့ဒီ record ယူလိုက်တာသူကဖြတ်ခိုင်းတာပေါ့ရကျွန်တော်မဖြတ်တာမဖြတ်တော့ကျွန်တော်သူကဟိုနားလေဟိုဘယ်လိုပြောမလဲသူတို့ရှိတဲ့ကကျွန်တော် view file တစ်ခုဖြတ်ပြီးဖြတ်ပြီးလိုက်တယ်ဖြတ်ပြီးလိုက်ကြဖြတ်ပြီးလိုက်ကြအောင်မှအဲ့လိုမျိုးရတော့ကျွန်တော်လည်းတောင်းဟိုရိုက်လိုက်တော့ကျတော့ ဘီယိုဘီယိုရောက်ရိုက်တာအင်မာလေကျွန်တော်လည်းဟိုဘယ်လိုပြောမလဲဇောင်းနဲ့ဆိုတော့လို့ဟိုရေချက်မရှိဘူးပြောဘယ်လိုပြောမလဲရိုက်ရှင်သေးဆိုမှတ်တမ်းနေနေသေးရှိတာနဲ့ကျွန်တော်မှတ်တမ်းနေလိုက်တာလို့ဘာညာပြောပြကျွန်တော်တောင်းမှန်လိုက်တာတောင်းမှန်ပြီးမှကျွန်တော်တို့အားဆိုရင်လို့ဒီလိုဒါတရုံးဝပွေနေလို့ဟိုအလောင်းတော်ကိုတွားလို့ရရည်လားလို့ပြောတာပြောတော့မှကြပြီတဲ့အဲ့ဒါဆိုလေရယူဆိုတော့ကျွန်တော်ကအလောင်းတော်ဘက်ကိုတွားတာတွားတော့မှသူတို့စကမ်းပြေးကနေဖြတ်သွားလေသူတို့စကမ်းပြေးကနေဖြတ်လာတော့မှဘလို့လုံးဆိုတော့ ဆိုင်ကအိုင်နာမှာကျွန်တော်ဆိုင်ကပြက်တာကျွန်တော်ရဲဘော်ဆိုင်ကပြက်တော့ကျွန်တော်မအားလုံးအလောင်းတော့မတော်တော့ဘူးကွာလို့ငါတို့စခန်းပြက်သွားမယ်ဆိုပြီးကျွန်တော်စခန်းမဟုတ်ဘူးကွာမယ်စခန်းတစ်ခုရှိတယ်အဲ့စခန်းကိုတွားတာဟိုမှာဒီ10ရက်နေ့ကျတော့10ရက်နေ့မနေ့ကကျတော့ဒီညတော့ငါတိတိထိုးချတာအတန်ကြားတာဆိုပြီးတော့ကျွန်တော်တို့တို့စခန်းတော့တွားတဲ့ခါကျတော့တို့စခန်းနာနေမှာတိတိထိုးချနာသူကတညကိုတစ်ကိုတညကို၄တိန်နောက်တစ်ရှင်းကို၄တိန်ကောက်တာနောက်တစ်ရှင်းကို၄တိန်ကောက်တော့ကျနောက်တစ်ရှင်းကို၄တိန်ကောက်တော့ကျတော့ကျွန်တော်ပြောတော့ပေါ့ညာ မင်းတို့ကောက်ရင်ကောက်တယ်ပေါ်ရလို့အဲ့မှာလူရဲဘော်ကိုပြောတာလူရဲဘော်ကတရားစကားချင်းတင်းရေးဆိုပြီးတော့တိုင်ရင်30ခွန်ရရဲဘော်ဟိုမေးတယ်ခမကမင်းဟိုကျွန်တော်ဘယ်လိုပြောမလဲဟိုဘယ်လိုမလဲရနည်းနည်းမန်ပါဝင်လက်ဆုံးကိုပြောတဲ့ခါကျတော့ကျွန်တော်ဟိုမန်ပါဝင်လက်ဆုံးဆိုပြီးတော့ကျွန်တော်ကလည်းဒီအဲ့ယူလို့ဆွဲလိုက်တာဆွဲလိုက်တာဟိုဆွဲလိုက်တာဟိုမှ ဟိုဘယ်လိုပြောမလဲမင်းတို့ဒီအားကြီးလုံးနေရမတည်ဘူးလားပေါ့လေးတာပေါ့ရဒီပြည်သမားတွေကလည်းပြောတယ်ပေါ့သူတို့ဒီကိုပညာလေးတိတ်နဲ့ဝန်ထတာလို့ပြောတယ်အဲ့လိုပြောတော့မှသူကမဝင်မိုးတဲ့မတည်ဘူးလို့ပြောတာမတည်ရကောင်မင်းတို့ခေါင်းရင်းရှည်ရနေတိတိထိုးချတာတိတိတိတန်နေပြီးဒီတောင်မြင့်ပေါ်နေအောက်ကိုထိုးချတာအတန်နေကြားရတယ်လေကြားရတဲ့ခါကျတော့ဟိုသူတို့ဒီပဋ္ဌာန်းဝန်ထလို့ပဋ္ဌာန်းဝန်မထိုင်ရင်သူကဖမ်းတယ်သူကဝင်ရင်ဝင်ရင်လေးတိတ်မဝင်ဘူးဆိုရင်ငါးတိတ်ပြရတယ် အဲ့ဒါနေမှာဖမ်းလိုက်တဲ့ခါကျတော့ဟိုကျွန်တော်တို့ကပြောတာပေါ့ရဒီရဲဘော်ဒီလိုလိုမင်းတို့ကောင်တွေဟိုတရားသူတာထိန်းသိမ်းရလဲလို့မင်းတို့ပဲလှုပ်ရှားနေကြတာလို့မင်းတို့ပဲပြည်သူတွေကမွဲလာပြီလို့ကျွန်တော်အဲ့လိုပြောတာအဲ့လိုပြောရင်းနေမှဟိုလိုမျိုးအဆင်ပြေတော့လားအိုင်ညာတယ်အဲ့လိုပြောရင်းနဲ့မင်းတို့အဲ့လိုလုံးနေလို့ဘူးဒီပြည်သူတွေကပြောတာပဲဟိုလို့တောင်းရတာကုန်းနေရဒေါ်လာရရဘာမှခင်းမရဘူးလို့ပြောနေရလို့အဲ့လိုပြောလိုက်တော့မှဒီကျွန်တော်အဲ့လိုမျိုးပြောလိုက်တော့မှသူ့ကို တောင်းမှလိုက်ပါတယ်ကျွန်တော်လည်းအဲ့ဒီဆွလိုက်တော့လက်လွန်တော့တာအဲ့လိုအဲ့ဒီပဲဆွဲတာကျန်တာမပါဘူးအဲ့ဒါဟိုမှတောင်းမှပြီးကျွန်တော်လည်း AC ဖြစ်သွားပြီဆိုပြီးတော့ကျွန်တော်ရဲဘော်တွေနဲ့ဆိုင်ကင်နဲ့သူတို့လမ်းကနေရဲဘော်တွေကအဲ့ဘက်ကနေတွေ့လာကျွန်တော်ဖြက်လမ်းကနေအောက်ကနေဆင်းလာဆိုင်ကင်နာမှာဆိုလို့ဆိုပြီးတော့အဲ့ဒါမှနောက်ဆုံးကြံတဲ့နှစ်စီးကိုခြေဆုံးစီးတွေကိုမဖမ်းမနဲ့နောက်ဆုံးစီးကြံမှသူကတားထားလိုက်တာတားထားလိုက်တော့ကျတော့ကျွန်တော်လမ်းမီဆက်တွေ့တာပေါ့ညာဆက်တွေ့တဲ့ခါကျတော့ဘယ်လိုပြောရုံဆိုတော့ ဟိုအားလည်းမင်းတို့ထဲအကြီးတန်းရတယ်ဆိုလို့ကျွန်တော်လူကြီးတွေလွတ်လိုက်တာလူကြီးတွေလွတ်လိုက်တဲ့ခါကျတော့သူကမင်းမင်းလာမှရမှာကအဲ့ဆိုရင်လို့ကျွန်တော်ကတော့မလာနိုင်ဘူးလို့ဟိုခမရလို့လေခမရလို့လုဆရာချီရလုတ်ပေါ်ရာလို့ကျွန်တော်လည်းကျွန်တော်လုဆရာချီရလုတ်မှာလို့အဲ့လိုပြောလိုက်တာအဲ့လိုပြောလိုက်တဲ့ခါကျနေညနေ6နာရီလောက်ကျတော့ကျဲဘော်ဒီကိုတော့ပြန်လွတ်ပြီးကြခန်းကိုတော့တိတ်ထလိုက်တာပါရီကန်ပါရီကန်တက်လက်တိတ်ထလိုက်တာအဲ့လိုအဲ့လိုပဲကျဲဘော်ကျဲဘော်ဘယ်နှစ်ယောက်လဲနှစ်ယောက်လား ရဲဘော်ဟိုဟာနှစ်ယောက်တလက်ဟိုအဲ့တော့တနက်ပဲပါသွားတာပေါ့အခုရဲဘော်တွေကတော့ပြန်ရပြီပေါ့ဟုတ်တယ်ရဲဘော်တွေကပြန်ရပြီတနက်ပဲပါတော့တာဟွန်းဟုတ်ပြီအဲ့တော့အဲ့ဒါတခုပေါ့ခုနကတစ်ထုတ်တဲ့ကိစ္စလည်းနည်းနည်းတိလို့ပါတယ်တစ်ကအဲ့ဒီမှာကအခုလိုမျိုးဒီထုတ်ဖို့အတွက်ကိုသူကဘလို့စီမီစီကန်နေရှိလဲဟိုအခုထုတ်တာပါအဖပါကဖထုတ်တယ်ဆိုတော့သူတို့မှာဘလို့စီမီစီကန်နေရှိလဲအဲ့ဒါတိလား တို့မှာစီမီစီကန်နဲ့ရှိကြတော့ဒီတို့ဒီစီမီစီကန်နဲ့တော့ကျွန်တော်စီမဲ့ဆာရွက်ရှိတယ်ကြာတို့စီမီစီကန်နဲ့ဘာအကြောင်းပြပြနေနေမှတထုတ်ပိုင်ခွင့်မရှိဘူးလို့တို့ကပြောထားတယ်ကြာပြောထားပြီမှာတို့ကိုယ်တိုင်ပဲဒီတစ်ကိုထုတ်တယ်ကျွန်တော်တို့ကဘယ်တော့တိုင်ရမလဲကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်တစ်နှစ်လောက်ကတစ်ခါတိတ်နေရကြာတစ်နှစ်လောက်ကလေလို့တို့တစ်ထုတ်တာဒီပေါ့ကြာကားတွေနဲ့ဖမ်းဖမ်းမိတယ်ကျွန်တော်မိတယ်ကြတော့ဒီတက်တက်မဲ့ဖမ်းတော့မောကျွန်တော်အဲ့မှာတိုက်ပွဲခီးစဉ်သွားရင်းနဲ့အဲ့မှာမိတဲ့ခါကျတော့ ီဘယ်လိုပြောမလဲဒီလူကိုကျွန်တော်တို့ကဒီပြည့်မှုကျူလနဲ့လူကိုအေးအေးယူပါမှာလေပြည့်မှုကျူလနဲ့လူကိုအေးအေးမယူဘဲနဲ့သူကဘယ်လိုပြောမလဲတစ်ကိုတော့ဖမ်းပြီးတော့ကျွန်တော်တို့အဲ့မဲ့ဒီဘတ်ဒီဝစ်သူတို့တရားတော်ထင်းသေးပါတရားတော်ထင်းသေးလို့တော့အစ္ဆနာကျော်တွေအထားခဲ့တာအထားခဲ့တဲ့ခါကျတော့ဒီအမှုကိုအေးအေးမယူရပဲသူတို့အချင်းချင်းနားလည်မှုနဲ့ပြီးသွားကြတာကျွန်တော်ကျတော့ဖမ်းရတာဘယ်လိုပြောမလဲသူတို့တိုင်းတစ်ဖွဲ့ကလုံနေမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေကဘယ်လိုတော့ပြီးတော့ တော့တိုင်ရမှာဘယ်တော့တိုင်ရမှာသူတို့အားကိုလို့မသူတို့တိုင်တော့ကြရလဲအချက်လက်နဲ့တိုင်နေရပြီမဲ့တက်တည်တဲ့ခါရနဲ့တိုင်နေရကားရောမိတာအဲ့ဒါကားမိတယ်ရဗဖိုးမိတယ်ရကားနှစီမိတယ်ဗဖိုးတစီမိရဗဖိုးကအလောင်းတော်ပိုင်းနဲ့ဗဖိုးသူကတုံးသွဲနေတာဒီဒေါ်လာရင်းကာလအတွင်းမှာအဲ့ဒီအလောင်းတော်ပတ်တပတင်တော်ချိုးဝိုင်းကအရင်တော့ကလည်းကြားတယ်လေဟိုတော်တော်ကုံသွားပြီမရှိတဲ့လောက်ဖြစ်သွားပြီလို့ကြားတယ်အခုကတော်တော်ကြံသေးတာလားအနေထား အနေထားကတော့သူကဘယ်လိုပြောမလဲဒီအပြင်ဘက်ကတော့တော်တော်လေးရောဘယ်လိုပြောမလဲတုံးပုံပေါ်ရင်တော့တဘုံလောက်ကတော့ရှိသေးတယ်ဗျဒီလမ်းဘေးရပေါ်ရကားဝင်တာကားနဲ့ကရင်းနဲ့ဖောက်ဆွဲရတဲ့နေရာလောက်တော့ဟိုကြောင်ကြောင်ကြံကြားတဲ့တော့ရှိသေးတယ်ဗျဒီဖះလမ်းပေါ်ကဖះရေပြင်ပေါ်ကဟာရီရမရှိတော့ဘူးတစ်တရားအခုထိုးချနေဆိုတာဘယ်ဘယ်နားမှာကြောင်ကြောင်ကြားလာဟိုအပြင်ပန်းမဲလား အဲထိုးချနေတာကျွန်တော်တို့ဒီ6ပေလမ်းရဲ့ဒီဘက်မှာထိုးချနေတာ6ပေလမ်းရဲ့ဒီဘက်9မိုင်ဘက်မှာပဲထိုးချနေတာသူတို့ရဲ့နေရာတိတိကျကျဆိုရင်အဲဒီရခေါင်းပေါက်တရခေါင်းပေါက်သူတို့စခန်းရဲ့ရှေ့မျက်နှာမျက်ဆောင်ထိုးလေးပဲမှာထိုးချတာအောက်ကိုထိုးအောက်ကိုထိုးချတာဟုတ်အဲ့တော့ဟိုသူသူတို့ကဟိုတက်လာခုတ်တဲ့လူတွေကိုပတ်စံအခွန်ယူပြီးတော့ဟိုထုတ်ခိုင်းတဲ့သဘောပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါရောသူတို့ကိုယ်တိုင်လည်းကာကြီးကားငယ်နဲ့ထုတ်နေတာပြည်သူတွေကျတော့နောက်တစ်ချင်းဟို လူလေးတိန်တောင်းတာရသူတို့ကကာကြီးကားငယ်နဲ့ထုတ်လာကြပြည်သူကပြောတာပေါ့ရဒီတောင်ကြီးကတောင်ကြီးရတာကုန်းတာပေါ့ဒေါ်လာကြီးကခီးမရောက်ဘူးပေါ့တော့ပြည်သူတွေကပြောတာနဲ့ကျွန်တော်တို့လည်းဒီမတင်ကာရာနဲ့မို့အဲ့မှာတက်စစ်တာပေါ့ရနောက်ပိုင်းကျမနေ့အဲ့လိုတွေ့တွေ့ချင်းလဲကြကျွန်တော်လည်းဘကော့ယူမိလိုက်တာအဲ့တော့မှဘကော့ကိုလည်းဖျက်ဘကော့ကိုလည်းဖျက်ပေါ့ရဒီဘယ်လိုပြောပြမလဲကျွန်တော်ကိုလည်းလာပေါ့ရအဲ့လိုခေါ်တာအဲ့တော့သူတို့ကဘာကြောင့်ထုတ်တယ်ပြောလဲခုနကဟို ဟိုအခြေတင်ဖြစ်တဲ့ခါကျတော့သူတို့ဘာဘာကြောင့်ထုတ်တယ်လို့ပြောလဲတစ်ကိုဟွာလင်းမြို့ဝမလို့ဆိုပြီးထုတ်တာအဲ့ဒီပါကဖာရဲ့ဆုံးဖြတ်ချက်ပဲလားဟိုအပေါ်ကအဆင့်နေရဲ့ဆုံးဖြတ်ချက်လားဘယ်လိုလို့သိရလဲအပေါ်အဆင့်နေရဲ့ဆုံးဖြတ်ကမပါဘူးကြာသူ့ရဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တန်ထုတ်တာအပေါ်ဝန်ကြီးဌာနထုတ်ပြန်ထားတဲ့စာတည်းမှာတော့မပါဘူးသူတို့ဒီမူပေါင်းနဲ့တည်သားရတဲ့အတိုင်းဆိုရင်ပေါ့ဘာအကြောင်းပြချက်နဲ့မှတိထုတ်ပိုင်ခွင့်မရှိဘူးလို့ပြောထားတာကြာ ။ဟောကျင်ညာချက်မှာဟုတ်တယ်ဟုတ်တယ်။အဲ့တော့အခုဘုံမြလုံးကအဲ့မှာတွားတော့တွေးတော့ record လုပ်တော့ဒီ record ကိုဖြတ်ခိုင်းနေလေသူတို့အတွက်ဟိုဟာဟိုမကြိုက်ဘူးထားပါတော့တခုဖြစ်လို့ record ဖြတ်ခိုင်းနေအခုတရင်ဌာနကိုပြောတယ်ဘုံမြလုံးကအချိန်နေရှင်းပြရဲ့ဟိုကိုလုံချွေးတွေအတွက်အဆင်ပြေပါမလားတွားလာတာဗဒမ်းလဲကျွန်တော်လည်းတိုင်းပြည်တွေဒီအမှန်တရားကြီးကိုတော့ကျွန်တော်တို့ကဒေါ်လာကြီးကိုအမှန်တရားလို့ကျွန်တော်မို့ဒေါ်လာကြီးလုံနေပထမတော့လုံးရမှာပဲဒါမှလည်းကျွန်တော်တို့အမှန်တရားအပေါ်မှာလည်း အဲ့ဒီတတော်ကျိုးဝိုင်းရအခုကဟိုစစ်ကောင်စီလက်အောင်မှာမဟုတ်ဘူးလေဒီတော်လိုင်းရဲ့ဖွဲ့တွေအလောင်းမှာဆိုတော့ဘသူကတာဝန်ယူထားရလဲဒီကျိုးဝိုင်းကိုအခုလောစရာအခုလဲလောစရာယူရတာတိုင်းရင်း36ပါတာဝန်တာဝန်ယူရတာဟိုဟိုက UNG MOD အောက်ကဟုတ်တယ်ဟုတ်တယ်တိုင်းရင်း36အဲရင်းမှုရင်းမှုကကိုကိုမြင့်ကြိုင်နဲ့ရင်းမှုနာမည်အဲ့တော့သူကအကြောင်းကြားရောအခုတစ်တစ်ထုတ်နေလို့သွားအကြောင်းကြားရောမရနိုင်ဘူးလားသူတို့ကိုယ်တိုင်ထုတ်တာရအဲ့ဒါကြာ ။ဟောသူကိုယ်တိုင်ထုတ်ဟုတ်တယ်ရ။ BNR ရကိုဝင်ရောက် support ခင်ရှိလားဒီ TikTok နဲ့ပတ်သက်ရင်ထိမ့်သိမ်းစောင့်ရှောက်မှုမှာ။ထိမ့်သိမ်းစောင့်ရှောက်မှုမှာကျွန်တော်တို့ video တို့ရောစာထုတ်ပြန်နေတာတော့ကျွန်တော်တို့ video ဒီလိုလို TikTok ထုတ်ထုတ်တဲ့လူပါဆိုရင်ကျွန်တော်တို့ video အရက်အနေနဲ့လည်းဖတ်မှန်ခွင့်ရှိတာပေါ့ရ။ဒီလိုမျိုးနေကြကျွန်တော်လည်းမတည်ဘူး။အဲ့မဲ့ကျွန်တော်အဲ့မှာနေရတဲ့ရည်ချက်ကအဲ့မှာကိုကျွန်တော်တင်နိုင်ခွင့်ဖွင့်မယ်လို့ဆိုပြီးတော့နေတာသူလုံနေရပုံစံမျိုးနဲ့ကျွန်တော်ဒီ၃နှစ်ကျော်၄နှစ်ပန်းကြီးရောက်သွားပြီလေ အဲ့လုံနေရနဲ့ပတ်တဲ့လာဟိုကုန်းနေရနဲ့ဟိုငွေတွေရနေရကလည်းတော်လန်ကြီးကသူသူပိုင်ဆိုင်မှုပဲညာလက်နဲ့အင်အားလက်နဲ့အင်အားလည်းမရှိဘယ်လိုပြောမလဲဒီတိုက်ခိုက်ရေးပိုင်းမှာလည်းမရှိမရှိတဲ့ခါကျတော့ပြည်သူကပြောလာပါပေါ့ညာဘယ်လိုပြောလာအောင်ဆိုတောင်ကြီးရတာကုန်းတာပေါ့ညာတောင်ကြီးရတာကုန်းတာတော်လန်ကြီးကဘာမှခီးမရဘူးသူအခုဝဲထားတဲ့ဆိုဆိုရင်ကျွန်တော်တို့အန်လူကြီးကချထားတဲ့ခံလွယ်ရင်ကျွန်내ကိုပိုင်ခံဟိုလိုတက်တက်ဒီရရတဲ့ပတ်စံနဲ့ငွေဝင်နဲ့ဝဲထားဆိုတာမရှိဘူး အဲ့တော့အခုအခြေအနေကိုဘီယန္တာနေနေနဲ့ဘာတွေလုပ်ဖို့ရှိလဲသူတို့နဲ့ညှိနှိုင်းမလားတင်မထုတ်ဖို့ပြောမလားနောက်သူတို့နဲ့ပတ်သက်တဲ့အထက်ကိုပြောပြဖို့ရှိလားဘာတွေလုပ်ဖို့ရှိလဲကျွန်တော်တော့အထက်မထုတ်အောင်လို့ပဲညှိနှိုင်းနေတာじゃဟိုအထက်ကိုတင်ပြမယ်ဆိုလဲကျွန်တော်တို့ကဘလောက်တင်ပြတင်ပြဘလောက်တင်ပြပြပြအချက်အလက်နဲ့ထောက်ပြထောက်ပြသူတို့ကဘာရေးယူပိုင်မှုမှမရှိ啊ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အရတအနေနဲ့လဲကျွန်တော်တို့ဒီဘယ်လိုပြောမလဲတော်လိုင်းဓမ္မအနေနဲ့လဲထိမ့်ထိမ့် ထိနေနေတာပဲတည်တာ BNR နေရဲ့သဘောထားကိုတခုတော့ထပ်ပြောပြပါဒီ TikTok ကျိုးဝိုင်းနဲ့ပတ်သက် BNR နေရဲ့ချထားတဲ့ဟိုသဘောထားစီကန်းဆိုရင်ဘာဖြစ်မလဲ BNR ရဲ့သဘောထားဆိုရင်တော့တစ်ထုတ်ပိုင်ခွင့်မရှိဘူးပြကိုပိုင်ငွေငွေလည်းလုတ်ပိုင်ခွင့်မရှိဘူးဒီလိုမျိုးမလဲတက်တွန်းစီးပွားရေးလည်းလုတ်ပိုင်ခွင့်မရှိဘူး Okay no da ga do AUG ye la ok kha khwe si te ku ga ni bi do ma te twe khu thu nei de yut tan di go PNRA ရဲ့ပုံစံကားကမြေပြည်တော်မှာမှတ်တာတည်ထောင်ရေးတော်မှာသူတို့ရဲ့ထွက်ဆိုထားတဲ့ရုပ်သံတွေဖြစ်ပါတယ်ပြာနော်။ထို့သောယခုအချိန်နည်းနဲ့ပတ်သက်ပြီး AUG ကို Formula 2ဘိုးကိုစီဘာပြောဝါလက်ဆိုတော့ကိုနောက်စကြည့်ရအောင်ပြန်နော်။ကျွန်တော်တို့က AUG ကိုဖောင်းထုတ်မယ်ဆိုလို့ရှိရင်လက်ရှိ AUG ပိုင်ဆိုင်ထားတဲ့အခွန်ကောက်ခံခွင့်ရပိုင်ခွင့်တွေနဲ့စစ်ကောင်စီလုပ်နေတဲ့ရပိုင်ခွင့်တွေကိုနှိုင်းယှဉ်ကြည့်ပါ။နော်။တခိုးတရိုးကမ်းတာမဟုတ်ဘူးနော်။ကျွန်တော်တို့ကအပြည့်သဘောပြောနေမယ်ဆို AUG ဆိုတာ Government Interest ရဲ့လို့မြင်ဖို့လိုတယ်။ အဲ့ government ထဲမှာဝင်ကြီးဌာနပေါင်းများစွာရှိတယ်အဲ့ဒီဝင်ကြီးဌာနများစွာထဲမှာမကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ်ခိုးတဲ့ကောင်ရှိတယ်မခိုးတဲ့ကောင်ရှိတယ်ကိုချိုးချတဲ့လူရှိတယ်ဘွားဆောင်တဲ့လူရှိတယ်အဲ့တော့ကျွန်တော်တို့က UNG တို့တိမ်ပြောဖို့မပြောနဲ့ဝင်ကြီးဌာနတို့ကာကွယ်ရေးဝင်ကြီးဌာနတို့ပြောလိုက်မယ်ဆိုရင်တော့ကာကွယ်ရေးဝင်ကြီးဌာနဘယ်သူကဘယ်လိုလုပ်လာလဲတိကျစွာပြောနိုင်မလို့တိကျစွာမပြောဘဲနဲ့အာ UNG အခွန်တွေဘယ်လိုလုပ်တာ UNG ဘာလုပ်တာ UNG ဆိုတဲ့ခေါင်းစဉ်တက်ပြီးပြောနေတဲ့လူတွေအားလုံးကျွန်တော်တို့အထင်နဲ့မကြည့်ဘူးဒီလူတွေကတော်နိုင်ပေါ့စိတ်သက်မမှန်တဲ့လူတွေတက်တယ်ဒါရှင်းရှင်းလေးပဲဟုတ်တယ်နော်ကျွန်တော်တို့ UNG ဆိုတာက government ကြီးလို့ဗျာဒီ government ကြီးအောက်မှာ ကဏ္ဍဘောင်းဆောင်သွားနေတာလေဝင်းကြီးဌာနဘောင်းဆောင်လေဝင်းကြီးဌာနတစ်ခုတော့အဖွဲ့ဝင်ဘယ်လောက်ရှိမလဲအဲ့ဒီဝင်းကြီးဌာနတစ်ခုထဲမှာဟုတ်ကာကွယ်ဝင်းကြီးဌာနကာကွယ်ဝင်းကြီးဌာနကိုမကြိုက်တယ်လေဦးရင်မတောက်တော့ဘာမြင်လို့မရဘူးဦးရင်မအောက်မှာကာကွယ်ဝင်းကြီးဌာနကအလုတ်လုံနေတယ်တကယ်ဘွားဆွနဲ့လူတွေမရှိနိုင်ဘူးပြောလို့ရမလားအဲ့တော့ကျွန်တော်တို့ကကာကွယ်ဝင်းကြီးဌာနကိုအပြစ်ပြောမယ်ဆိုရင်ကာကွယ်ဝင်းကြီးဌာနကပတောင်ဘဲတောင်ဝင်ယူထားတဲ့ဘဒူကဘလို့အလွဲတုံးသားလုပ်တယ်ဒါမျိုးတိကျဆိုတော့ပြောကြထားမှာဒါဆိုရင်အဲ့လိုလူမျိုးဆိုကျွန်တော်တို့တို့တယ်ဒါပေမဲ့ဘုရင်ကပြောတော့တိန်ချုံပြီးတော့ဘလုံးချီနဲ့တိန်ရမ်းတယ်အဲ့တော့လုံနေတဲ့လူတွေဘွားဆွပြီးလုံနေတဲ့လူစိတ်ပြက်တယ်ဗျဒါကကိုချင်းစာကြီး နော်အဲ့တော့ငခုံးမတစ်ကောင်ကြောင့်တလီလုံးပုတ်တယ်ဆိုတဲ့စကားကိုတော့မပြောနဲ့တခါကျအဲ့ငခုံးမတစ်ကောင်ထုတ်ပယ်ဖို့ဆိုတာလေခက်ခဲတဲ့အရာတွေတို့ဓာတ်ထဲမှာရှိမှာပဲနော်လက်ရှိ MG ဓာတ်ထဲမှာလည်းပုတ်တက်မှုတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ပြောရမှာကလက်ရှိဒီနိုင်ငံမှာအစိုးရနှစ်ရက်ပေါ်ပေါက်နေတယ်နော်တခုကအာဏာလုနေတဲ့စစ်ကောင်စီတခုကတော်လှန်နေတဲ့ MG ဒီတော်လှန်နေတဲ့ MG အောက်မှာကျွန်တော်တို့အပြည့်အဝရက်တည်ပေးဖို့လိုအပ်တယ်မကောင်းလို့ပြောမယ်ဆိုလည်းပုတ်တဲ့ငခုံးမတစ်ကောင်ကိုတိတိကျကျပြောနိုင်ဖို့လိုအပ်တယ်တစ်ဖက်မှာစစ်ကောင်စီဒီ MG အခုတစ်နှစ်တာဘန်နာတော့ဒါတော့ရရတယ်ဆိုရင်စစ်ကောင်စီတစ်နှစ်တာရတဲ့အာတွက်ကြည့်အစ90အနည်းဆုံးပဲနောက်ထပ် အဲ့ဒီငွေတွေဘယ်ရောက်သွားလဲအဲ့တဖက်မှာလုတ်ကျင်နေလုတ်နေတဲ့အရာကြီးတို့ကျွန်တော်တို့ကမတားသိနိုင်မပြောနိုင်လို့နော်ဟိုကလားမနိုင်ရခိုင်မဲ့နိုင်တဲ့ဟာကိုပြောလဲဆိုတော့ဒါအတိတ်ပဲမရှိဘူးလုတ်နေတဲ့လူတွေစောက်ပြက်လာရှာတာပဲဖတ်တယ်နော်နောက်တစ်ခုကအယူဒီမှာရှိတဲ့လူဒီပိုင်းတွေအနေနဲ့ကလည်းထောက်ပြလာတဲ့ပြည်သူတွေအပေါ်မှာစိတ်တက်စရာအကြောင်းရှိကိုယ့်ဘက်ကမှန်းနေလို့ရှိနော်ခဏကပြောသလိုအခုကာကွယ်ဝင်ကြီးဌာနပြည်ထောင်ဝင်ကြီးဌာနနိုင်ငံရေးဝင်ကြီးဌာနစသဖြင့်နော်တာဝန်တွေယူထားကြတယ်ကိုယ့်ဘက်ကမှန်းနေတယ်ဘယ်လိုမဆိုင်ပါနဲ့ဘယ်အရာဖြစ်ဖြစ်တရားရာဂိုင်းလုံးကောင်းမွန်တဲ့အရာတော့ဘယ်မှမရှိဘူးအမေရိကန်လိုနိုင်ငံမျိုးတော့တရားရာဂိုင်းလုံးကောင်းမွန်တဲ့ပါတီဆိုတာမရှိဘူး တရားရဟန်းတို့ကောင်းမှုနဲ့စစ်တက်ဆိုတာမရှိဘူးတရားရဟန်းတို့ကောင်းမှုနဲ့ကာမမှန်ဆိုတာမရှိဘူးအလေအလွတ်တွေရှိမှာပဲအပြည့်စည်ရှိမှာပဲဒါပေမဲ့ခုနကပြောပြီးသူတွေထောက်ပြပြလာတဲ့အရာမျိုးတော့ကာမမှန်အနေနဲ့နားထောင်ပြရမယ်ဒါကကာမမှန်နိုင်ချစ်တဲ့အလုပ်နော်စိတ်ပြတ်ကသွားဖို့မဟုတ်နားထောင်ပြရမယ်မောင်ဖြူကဘယ်လိုပြောလဲမောင်မီကဘယ်လိုပြောလဲမောင်ဖြူပြောတဲ့စကားကတော့ဝလုံးကြီးနဲ့တိတ်ရက်ပြီးဘယံမထာချက်ပြောနေတာမောင်နီပြောတဲ့စကားကတော့တိတိကျကျနော်အချက်လက်နဲ့ဒေတာနဲ့ထောက်ပြတာအဲသူပြောတဲ့စကားကမှန်တယ်အခုလိုပေါ့နော်ရဲဘော်9ယောက်10ယောက်ရှိတယ်တာဝန်ခံတယောက်ကတလောက်380 90တုံးနေတယ် ရဲဘော်အယောက်80လောက်ရှိတဲ့တက်ရင်ကြတော့တလမှ80 300မှခါကြရင်80လောက်ရောက်တယ်။ဒါမျိုးတွေကိုကျွန်တော်ပြန်စီစစ်ကတယ်။ဒါတွေကတကယ်တည်းဖြစ်နေလေကျွန်တော်တို့တိတယ်။ညီမဖြစ်နေကျွန်တော်တို့တိတယ်။ဒါပေမဲ့ကျွန်တော်တို့ MG နဲ့ပတ်သက်တော့မပြောဘူးဆိုတော့ပြောစရာများကြီးပဲ MG ကိုဖားနေတာမဟုတ်ဘူး။စောက်ပြစ်ပြောမယ်ဆိုတော့တနေ့တော့ခိုင်ပြောတော့ဘာမှမဟုတ်ဘူး။ဒါပေမဲ့မင်းကပြောကိုပြောလိုက်လို့အကျိုးရှိသွားမလား။စကားတစ်လုံးဆိုတော့အကျိုးမရှိဘဲပြောလည်းကားပဲလို့ကိုပြောလိုက်တဲ့စကားတစ်လုံးကတဦးတယောက်တလေတော့အကျိုးရှိသွားရင်ဆိုတော့တန်မှုရှိတယ်။ဘယ်သူမှအကျိုးမရှိဘဲနဲ့အပြစ်ဖက်သွားမယ်စကားလုံးမျိုးပြောလို့လည်းကားပဲကျွန်တော်တို့။ဒါကြောင့်မလို့ ဒီကိစ္စနေပြီချွတ်တန်ရင်းနေ3လလောက်မှရိတ်ခတ်ပြတ်ရတယ်အခုနောက်ပိုင်းနေတယ်နော်အဲ့တော့ဒီညမှာလည်းတန်ရင်းတက်ဖွဲ့တွေမှာရှိတဲ့တောင်ဝင်ရှိတဲ့လူတွေတည်ထားမှာစကိုင်းတခုတည်းနေရင်းတရာရှိတယ်အဲ့တော့တန်ရင်းတရာကုန်ရစိတ်ကိုတွက်ကြည့်ပေါ့နော်ဒီမှာအခွန်တစ်လောက်ရတာပဲမြင်ရတယ်စကိုင်းတိုင်းတခုတည်းနေတန်ရင်းမောင်းတရာရှိတယ်ဂါမမိုင်းအတုံးစိရဲ့အခြားတိုင်းရဲ့ပြည်နယ်တန်ရင်းနေအတုံးစိပြီးလို့ရှိရင် MG ကဘလို့ပုံစံလုပ်ထားဆိုတော့မဟာမိတ်တိဆောက်ရင်းမှာညီတို့အကိုတို့ဖြစ်အောင်လို့တိုင်းတိုင်းနဲ့နှက်ကန်ကြီးလိုအပ်ချက်နော်ချွတ်တွေအဖွဲ့ငယ်တွေလိုအပ်ချက်တွေရှိတယ်အဲ့ဒါတွေကိုလည်းဒီဘန်နာတွေတည်းရမ်းရတဲ့အခွန်တွေကိုခွဲဝေတုံးဆွဲတာအစီအစဉ်တွေလုပ်ပေးထားတယ်ပြီးလို့ရှိရင်အစိုးရတရက်အနေနဲ့တဘာပြည့်နဲ့ဆောက်ရှောက်ရေးလို့ နော်ဒီပညာရေးကဏ္ဍအလို့အဖြစ်လက်ကွန်ပျူတာရေးလို့ဒါတွေကိုလည်းတို့ကအစိုးရနဲ့တူအောင်လုပ်ကတာဖြစ်ပြီးထက်ပြင်းတုံးဆွဲရသေးတယ်။ဒါအောင်မလုပ်နဲ့တော့ပြောလို့မရဘူး။ဒါစည်ရေးကာလမှန်တယ်။နံပါတ်1ဦးစားပေးတဲ့စည်ရေးပဲ။တို့လည်းဦးစားပေးတဲ့စည်ရေးပဲ။ဒါပေမဲ့စည်ရေးတစ်ခုလည်းကျွန်တော်လုပ်မလို့မရဘူး။ဒါအောင်လည်းကိုယ့်ဘက်ကလူတွေကနားလည်မလို့လေ။အဲ့တော့အချင်းချင်းတရားနဲ့တရားကနားလည်မှုတွေထားတတ်ကြဖို့ဆိုရင်ကျွန်တော်တို့ကစိတ်တနာဖြစ်လာစရာအကြောင်းမရှိဘူး။ဂျားတွင်းဝင်ခွဲစရာအကြောင်းမရှိဘူး။အခုတော့အဘောင်အရင်တန်တန်နဲ့နော်ပေါက်ကရအချင်းချင်းအဖြစ်ပြောလူဟာလေးသူများစောင့်ပြပြောတာအင်မတန်လွယ်တယ်။လောကမှာလူများကိုစောင့်ပြပြောကိုယ့်ကိုဆရာထင်တဲ့ကောင်စောင့်ယူရတာစောင့်ပေးတယ်။ နော်လူများအပြစ်ပြောတာတော့လောကကြီးမှာလွယ်တာမရှိဘူးအဲ့တော့တချို့တလေတော်လှန်ရေးမှာလူများနဲ့စောက်ပြစ်ခံပြောနေလေကိုကြီးတို့ဘယ်နေတာတုံးကြတယ်ဘာမှမဟုတ်ဘူးနော်ထပ်ဖို့တယောက်လုံးနေငါထပ်ဖို့လုံးနေကိုကိုအကောင်မထင်နဲ့ထပ်ဖို့လည်းဘာကောင်မှမဟုတ်ဘူးချင်းချင်းပြောရင်ပြည်သူမျိုးကြီးမင်းနဲ့လည်းကားပဲပြည်သူယုံကြည်မှုရှိတဲ့မှာထပ်ဖို့ထပ်ဖို့ဖြစ်မှာအဲ့ဒီပြည်သူယုံကြည်မှုရှိအောင်လည်းထပ်ဖို့ဆိုတာစီးစနစ်နဲ့နော်စီးနစ်စီကနဲ့ပေါ်မှရမယ်အကိုကထပ်ဖို့လေးလုပ်ပြီးတော့အောက်ကရဲဘော်တိုင်ရင်တဲ့ဖွဲ့တွေကိုတထင်းလိုခွေးလိုသွားလို့မရဘူးမင်းနဲ့ဘာကောင်မှမဟုတ်မင်းနဲ့ပြည်သူပဲဒီတော်လှန်ရေးမှာပါနေတဲ့သူတွေအားလုံးကဘာကောင်မှမရှိဘူးဟိုတမန်ယာယီတမန်ကြီးယူထားတဲ့လူဟာလက်ရှိကစပြီးတော့ နော်နေပြည်တော်တိုက်နေတဲ့ရဲဘော်လေးအထိကျွန်တော်တို့ပြည်သူတအုပ်တယောက်ချင်းလာနိုင်လှူးနေတဲ့ဒူတွေအထိအားလုံးကတန်းတူပဲဘယ်ဒူမှဆက်ရမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တောင်းဝင်ယူတဲ့အပိုင်းချင်းမှာကွာသွားတာနော်တမနာကြီးဒူကလေးစီလာယာရီတမနာဆိုပြီးကြီးလေးတဲ့တောင်းဝင်ကြီးကိုယူထားတယ်ထို့အတူပဲကာဝေးဝင်ကြီးဥယျာဉ်မို့နော်ကြီးလေးတဲ့ကာဝေးဝင်ကြီးဆိုတဲ့တောင်းဝင်ယူထားတယ်ဒါတောင်းဝင်ယူတာအာနာရီမဟုတ်ဘူးလုံးပိုင်ခွင့်နေမဟုတ်ဘူးဒါအောင်လဲပကဖားတွေပါဖားတွေတိဖို့လိုအပ်တယ်အထူးသဖြင့်စကိုင်းမှာရှိတဲ့ပကဖားတွေပါဖားတွေအနေနဲ့နော်ဒီသဘောတရားတွေကိုနားလည်ဖို့လိုအပ်တယ်ခင်ဗျားတို့ကိုချိုးချာရင်တော်တိုင်းမှာမပါနဲ့ ။ဒါမှမဟုတ်လင်းလို့လား။အချင်းချင်းပြဿနာဖြစ်တယ်ဆိုတာကဘာအကြောင်းပြကြလို့ပြပြအတိတ်ပဲဖြစ်ရှိဘူး။ဒီကာလမှာကရင်ချင်းချင်းနဲ့ဖြစ်ဆံမလို့၊မွန်ချင်းချင်းနဲ့ဖြစ်ဆံမလို့၊ရခိုင်ချင်းချင်းနဲ့ဖြစ်ဆံမလို့နော်။ဗမာချင်းချင်းဖြစ်ဆံမလို့။နောက်ဆုံးတော်လိုင်းဓမ္မချင်းချင်းဖြစ်ဆံမလို့။မင်းနဲ့ငါနဲ့လူမျိုးမတူလို့မတူတာမတူတာပဲ။ဒါပေမဲ့မင်းနဲ့တော်လိုင်းရင်အာနာရှင်တော်လိုင်းတယ်ငါနဲ့အာနာရှင်တော်လိုင်းတယ်။မင်းအသက်မင်းဘဝကိုငါကောက်ွယ်ပေးရမယ်။ငါအသက်ငါဘဝကိုမင်းကောက်ွယ်ပေးရမယ်။အဲ့ဒီစိတ်ဓာတ်ကိုထားနိုင်မှကျွန်တော်တို့တော်နိုင်ရဲ့အောင်မြင်မှာအခုဟာကတဖက်ကသွေးမခွဲရတယ်ဘူးအာမောင်အာရင်တန်နဲ့စောက်ကြီးစောက်ကြီးပြောတဲ့လူတွေအောက်မှာအကောင်လုံးကဝေဝါးပြီးတော့ပြည်သူတွေကမလုပ်လောက်ကမှမတည်ဘူးအိုးစိတ်ပြည့်စရာကြီးဟမ် ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့โอเคเนาะအခုဆိုရင် EUG လက်အောက်ခံ Park of Park ဖွဲ့စည်းတခုကနေပြီးတော့တက်ခိုးထုံးနေတောင်ကို EUG ကိုပွက်ပြီးတော့မှပြည့်ပြော်လို့မရပါဘူးပြန်တော့ဘာလို့လဲဆိုတော့ EUG ကမိတ်ထုတ်ထားတယ်ဆိုပေမဲ့သူ့ရဲ့အမိတ်ကိုငံခံချင်းမလဲငံခံပါလိမ့်နော်သူလည်းအကူလုံးကိုမျက်စိတော့ထုတ်မကြည့်နိုင်ဘူးလိမ့်နော်ဒါကြောင့်ဘလို့အခြေအနေပဲဖြစ်နေပါစေဖုတ်ထုတ်မှဆိုရင်လည်း EUG နော်မြေတက်ပြီးတော့ဖုတ်မထုတ်ဖို့အကြံပေးချင်ပါတယ်ပြန်တော့ ဆက်လက်ပြီးတော့မှ NUG ရဲ့တနစ်တော်အကန့်ကိုချော့ပြလိုက်ပြီးတဲ့အနောက်ဘောမချုံမျိုးမင်းဘလို့တုံမသူလို့ wallet ဆိုတော့တစ်ချက်လောက်ကြည့်လိုက်ပါဦးဗျ။ NUG ကဒီတနစ်ပေါ့2024ခုနှစ်တနစ်တွေမှာတဲ့တတော်လို့ပဝင်ချင်းဆိုတော့သူတို့တွေဝင်ဝေပေါ့ဗျာ။လွယ်ပြောတာဝင်ဝေပေါ့။ဝင်ဝေကားတဲ့ဒီတနစ်တွေမှာတော့ NUG ဝင်ဝေရတာဘလို့ရ2024ဝင်ရဘလို့ရဆို492ဘီလီယံချက်492ဘီလီယံနဲ့ရွှေ16.6လေးပိတ်တာ16ပိတ်တာပေါ့ဗျာဒီတနည်းတော့မှာတော့သူတို့ထိချုပ်ထားတဲ့နေမြေရနေပြီးတော့တဲ့သူတို့ထိချုပ်ထားတဲ့နေမြေတွေကနေပြီးတော့ တို့ရရှိတဲ့ငွေနော်လေလံကြီးတို့ဓာတ်ကြီးငွေတို့ဘာလို့ဒါတွေကိုပောက်တာတဲ့ချက်၄92ဘီလီယံနော်ဘီလီယံ900ဒီပါနော်ချက်ဘီလီယံ900ဒီပါရွှေရဲ့16ပိတ်တာဆိုတော့ပြန်တွေးကြည့်ရင်အခုငလျင်အတွက်နိုင်ငံတော်ကသုံးမယ်ဆိုတော့ပတ်စံကဘီလီယံ900မှာပြောနေတယ်ဘီလီယံဘယ်လောက်ရှိလဲ100ကျော်200လောက်ရှိသေးတယ်200လောက်ရှိသေးတယ်ဘီလီယံ200လောက်ရှိသေးတယ်ဆိုတော့ဒီတစ်နှစ်တွေမှာဒီကုန်တွေရတဲ့ပတ်စံအဲ့လောက်ရတယ်အဲ့ဒီ94ရင်းတို့စစ်ပွဲတွေပြန်သုံးနေတယ်တို့တော့ပြောတာတကယ်သုံးသုံးတော့မသိဘူးနော်ဒါသူတို့ပဲဘယ်ရကတိဘောနော်ဆိုတော့ မိခုနိုင်တော့ဖះမပေးမှမသိလို့ပြောတယ်ကျွန်တော်တို့ပြောတယ်ဖះတော့သိတယ်เนาะဆိုတော့ဒီ၄၀၀ကနေ80ဘီလီယံရွှေ16ပိတ်သားတော့သူတို့ရတယ်သူတို့ထိကျတဲ့နေနေချင်းချင်းလေးကိုတော့တော့ရတယ်ဒီကောင်လေးဘလိုတော့ပတ်စံလိုက်ပတ်ပြီးရှာတတ်လဲလို့မသိတော့ရှာတတ်ပုံရတယ်တော်တော်စနာဘောကောင်အဲ့ပတ်စံတွေကတော်တော်လေးသူတို့ရတာလေဒီပတ်စံတွေကတော့လူတက်လက်နဲ့ဖြစ်ကုန်တယ်လူအသက်တွေတည်ချီကုန်တယ်ပြီးတော့အန်ယူဂျီလူကြီးပိုင်းတွေအိတ်ဖောင်းသွားတယ်ဆိုတော့အဲ့လိုတော့တော်တော်ရတယ်ဒီကောင်လေးရတဲ့ပတ်စံတွေကတော့များတယ်ဆိုတော့နိုင်ငံတော်အနေနဲ့ကဒီနတ်ဆက်ကအစိုးရအနေနဲ့ကဒီလက်နက်တွေဒီငွေတွေဒီလောက်ရတဲ့ငွေတွေနဲ့ဒီပြည်သူလူထုရဲ့ရင်ဝါတွေပြန်ပစ်နေတယ်ဒီလျားတဲ့ပတ်စံတွေပတ်စံတွေနဲ့ပြည်သူလူထုကိုပြစ်ခတ်တပ်ဖြတ်နေတာကိုဒီစစ်တပ်ကမတားနိုင်ဘူး နော်ဒီ NUG အုပ်စုတွေ NUG နဲ့ PDF အုပ်စုတွေကဒီကြားတဲ့ပတ်စံ482ဘီလီယံနဲ့ကျော်နဲ့ဘီလီယံ900ပေါ့ဗျာထားပါတော့ဘီလီယံ900နဲ့ရွှေ18ပိတ်သားလောက်ကိုနော်ချက်ဘီလီယံ900လောက်နဲ့ရွှေ18ပိတ်သားလောက်ရတဲ့အဲ့ပတ်စံတွေနဲ့ကြည်စံတွေဝယ်ပြီးတော့ပြည်သူလူထုပြက်ကတ်တက်ပြနေတာကို NUG ကအဲ့လိုပြက်ကတ်တက်ပြနေတာကိုစစ်တပ်ကနတ်ဆက်ကမထိနိုင်မတားနိုင်ဘူးဆိုတော့တော်တော်ဆိုးရယ်ဗျာဆိုတော့နောက်ထပ်အနည်းထက်မှတော့ဘီလီယံ900လောက်ရပြီးတော့ပြည်သူလူထုအသက်ပေါင်းများစွာတည်ကြည်ပေးရတယ်ဆိုတော့နောက်တစ်နေ့ထပ်နေနောက်ထပ်ပြည်သူထပ်တည်အောင်ဆိုတော့ဒီ NUG နဲ့ PDF အုပ်စုကဒီလိုမျိုးရတဲ့ငွေတွေနဲ့ လူတွေထပ်ပြီးနောက်တူတူမထပ်တက်ကြအောင်ထပ်တက်မဲ့အတွက်ထပ်တက်မဲ့အတွက်သိခမ်းမဲ့ပြည်သူတွေရှိနေတယ်အဲ့ဒါကိုနတ်ဆက်ကဆိုရကဒီငွေတွေမရအောင်တားပြီးမှလားဆိုတော့မတားနိုင်ဘူးမတားနိုင်တာနတ်ဆက်ကဆိုရညံ့ဖြစ်လာတယ်ရှေ့ရှေ့လေးသူတို့ကမတားနိုင်မတားနိုင်ညံ့လာညံ့လာမတားနိုင်သေးတာညံ့လာပဲအဲ့နောက်တားနိုင်ခဲ့ရင်တော့ကောင်းတယ်လို့ခေါ်တယ်တားနိုင်ခဲ့ရင်တော့ပုံမှန်လုပ်ရတယ်ခေါ်တယ်အဲ့တော့ကျွန်တော်ကတော့စိတ်ပူတယ် ဒီ NUG PDF အုပ်စုကတစ်နှစ်အတွင်းမှာသူထိန်းချုပ်ထားတဲ့မြေမြေတွေကနေပြီးတော့ချက်ဘီလီယံ900လောက်နဲ့ရွှေ18ပိတ်သားလောက်ရပြီးတော့အဲ့ဒီငွေတွေနဲ့အဲ့ငွေတွေနဲ့ကြည်စံတွေဝယ်ပြီးတော့ပြည်သူလူထုပိတ်ခတ်တပ်ဖြတ်နေတာယူကျွန်တော်ကြည့်ပြီးတော့စိတ်ထဲမကောင်းပြည်သူလူထုတင်နေရတာကြည့်လို့စိတ်ထဲမကောင်းအဲ့ဒါလေးကိုတော့နတ်ဆရာဆိုရတယ်တာမြင်ကဲတော့အခုဆိုရင်ဘောမချုံမြုံမင်းကတော့ AUG ရဲ့တစ်နှစ်တာအဝင်မွေကိုခြောက်ပြလိုက်ပြီးတဲ့အနောက်တော်တော်လေးတောင်းပါတော်လုံးနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်တော်လုံးနေရတဲ့အဓိကကြောင့်ရင်းကလည်း တို့ထုံခံတဲ့စိတ်တကြီးသစ်မကြခင်မှာကြောက်ရွံ့တော့မှမလို့ဒီကတော့တုံလုံးနေတာဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီကနေ့တဲ့ assembly တွေကတော့ဒါလောက်ပါဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုကိုအစားကနေအစိုးထီးကြည့်ရှုပေးတဲ့သူတက်ရှိစီတဲ့ကိုလည်းထူပချစ်စုတဲ့ရှိပါတယ်ဗျာနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ပြီးတော့မှဆိုစီကြမှာကနော်ဘိုင်